အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယောဖြစ်ပါ2025ခုနှစ်ဧပြီလ23ရက်ဗုဒ္ဓနေ့နနေ့ခေတ်စီရေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားပြင်ပြပေးတော့မှာဖြစ်ပါတယ်စကိုင်းတိုင်းရဲ့နေဆက်ကုံတွေမျိုးဖြစ်တဲ့တမှုနယ်မှာထိတွေ့မှုဖြစ်ပေါ်လာနိုင်ပြီးနေဆက်ကုံစီစီစဉ်မှုယာယီရပ်တန့်နိုင်တယ်လို့ပြောနေကြပါတယ်စကိုင်းတိုင်းတမှုနယ်တွေကပန်းနာဘက်မှာတော့ထိတွေ့မှုတွေခက်ကြဲကြဲကနေခက်စိတ်စိတ်ဖြစ်လာနေပြီဖြစ်ပါတယ်ဇမန်လေးကမုံရွာချေဆိုင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကလေလက်နက်ကြီးနဲ့ပစ်ခတ်ထားတာရှိပါတယ်။ဘိုးဒီပြန်တန်းချိန်58စက္ကန့်ဝင်းကျင်ဆိုတော့မီတာ9000အကွာဝေးခန့်ကိုပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပါတယ်။မြောက်ဆန်းနယ်မြေထဲမှာလက်နက်ကြီးပစ်ခတ်မှုတွေပြန်လည်ဖြစ်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။စစ်ရေးရှင်တွေကြောင့် AR တိုင်းပဋိမောင်ရကားလန်းအနောက်ဘက်ခြမ်းဒေသတွေဟာစာတင်ကြောင်းတွေလာမဲ့ပညာတင်နစ်မှာမဖွင့်နိုင်တော့ဘူးလို့ဒေသခံတွေကသုံးသပ်ကြပါတယ်။ မြမာဒီရဲ့စံအုပ်ကြီးလိုတင်စားခေါ်တဲ့မြို့ဝကျွန်းမဒေသကစံကုန်တွေကိုချုပ်ကန်ထားပြီးတချို့ဒေသတွေမှာတိုင်အောင်ကိုစံနှစ်ပြည်နှုံးတာခွဲတန်းချရောင်းချပေးနေပါတယ်ဂျမန်နေ့ကထိလာရှိုးစနကောင်ဟိုတယ်မှာစစ်ကောင်စီအားတဖက်သက်ဖိအားပေးတောင်းဆိုမှုတွေပြုလုပ်နေသေးတာဖြစ်ပြီးအရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အလံလက်ထူထားတဲ့စစ်ရင်တန်း80နီးပါးနဲ့လာရှိုးမြို့တွေကိုဝင်ရောက်လာခဲ့ပြီးဖြစ်ပါတယ် တိုင်းစစ်ဌာနချုပ်ဖွင့်လှစ်နိုင်တယ်ဆိုပေမဲ့သူ့ရဲ့ကိုယ်ကဲမှုအောက်မှာတောင်းခံတက်နေကအမှတ်900နဲ့အမြောက်စစ်စင်ကိုယ်ကဲမှုဌာနချုပ်အမှတ်206အမြောက်တက်ရင်အမှတ်354အမြောက်တက်ရင်အမှတ်406အမြောက်တက်ရင်အပါဝင်မိုင်းရဲ့တန်ရန်နဲ့ဟိုရကတန်ရင်တချို့သာကြံရှိနေပါတယ်ကိုကန်တက်တွေအနေနဲ့လည်းတရုတ်ရဲ့ဖီအားဆိုပေမဲ့ပါဝင်တက်ခိုက်ပေးခဲ့တဲ့ဇူရီဘက်ကိုတစ်ချက်ပြန်စဉ်းစားပေးရမှာဖြစ်ပါတယ်2015ခုနှစ်တုန်းကကိုကန်တက်ဖွဲ့တွေဟာလောက်ကန်ကိုဝင်ရောက်လာခဲ့ပေမဲ့စစ်တပ်ရဲ့ထိုးစစ်ကြောင့်တရုတ်ပြည်ထဲကိုပြန်လည်ဆုတ်ခွာသွားကြရပါတယ် လောက်ကင်တိုက်ပွဲဟာမြန်မာစစ်တပ်ရဲ့ထင်ရှားသောအောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီးလောက်ကင်တိုက်ပွဲတစ်စိတ်ဆိုပြီးစစ်တီတိုင်းကိုချီးမြှင့်ခဲ့ပါတယ်။အဆိုပါတိုက်ပွဲဖြစ်စဉ်ကိုကမ္ဘာစစ်ရေးလေလာသူတွေကလည်းမြန်မာစစ်တပ်ရဲ့အလင်းမြန်ဆုံးစစ်ရေးရွှေပြောင်းမှုလို့တောင်းတင်စားခဲ့ကြပါတယ်။တကယ်တမ်းအလောက်ကြီးတော့လည်းမဟုတ်ပါဘူး။အမှတ်66ချင်းမြန်တပ်မဌာနချုပ်ကအဓိကတိုက်စစ်ဆင်ခဲ့တာဆိုတော့အင်းနိုင်ခြေဆိုင်အမှတ်66ချင်းမြန်တပ်မဌာနချုပ်ကြီးဟာလောက်ကင်စစ်မျက်နှာပြင်ကိုအချိန်လိုဘလောက်အတွင်းရောက်ရှိသွားတဲ့ဆိုတဲ့ခံမှန်းတစ်ချက်မှုကြောင့်ဖြစ်ပါတယ်။ တကယ်တမ်းအမှတ်66ချင်းမြန်တမဌာနချုပ်ရဲ့တိုက်ရင်တွေဟာကချင်တွင်ထဲကနေပြန်ဆင်းလာပြီးမန်းလေးဘူတာကြီးမှာရထားဆောင်စိမ့်နေခြင်းနဲ့တိုက်ဆိုင်သွားခြင်းဖြစ်ပါတယ်။နောက်တစ်ချက်အဲ့ဒီအချိန်ကမြမပြည်အထက်ပိုင်းကတိုက်ရင်မှန်သမျှတိုက်ရင်မှုတွေကိုကူးစည်းရင်ဖြစ်ထုတ်ပေးထားတဲ့ဂရန်တိုက်ကမော်တော်ယာဉ်တွေဟာပသိမ်ကြီးမြို့ကပင်မရင်တို့လောင်ကြီးတက်မှာစုပြုံရောက်ရှိနေခြင်းဖြစ်ပါတယ်။အဆိုပါမော်တော်ယာဉ်တွေကိုအသုံးပြုပြီးလူနဲ့ခဲယမ်းတွေကိုပို့ဆောင်နိုင်ရလို့စစ်မြေပြင်ကိုအချိန်မီရောက်ရှိသွားပြီး ကိုကံကြပ်ပြီးကိုတိုက်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်ပြောရမ